ညီမအခုဒီဗီဒီယိုလေးရိုက်ရတာရှင်ဘုံပြည့်ဒီနေ့တင်ထားတဲ့စာကိုညီမပြန်ပြီးတော့မှပြန်ရှင်းချင်လို့ပါရှင်သူတင်ထားတာလေအခုလက်ရှိဖြစ်ခဲ့တဲ့ပြဿနာအားလုံးကကျွန်တော်စိုးခဲ့လို့ဖြစ်ခဲ့တာပါတဲ့ကျွန်တော်တယောက်တည်းနဲ့ပဲဆိုင်တဲ့ပြဿနာပါအဲ့ဒီအတွက်ကျွန်တော်နဲ့ပဲတတ်ဆိုင်ပါတယ်တဲ့သူနဲ့တွဲနေတာကိုကျွန်တော်မိသားစုညီကိုမောင်နှမတွေကဘယ်သူမှမသိပါဘူးတဲ့သူပြောထားတယ်အဲ့ဒါဒီညာတာပါဆိုတော့ သူမိသူမိသားစုမသိဘူးဆိုတာညားတာပါအိမ်မှာသူညီလေးလာလေတယ်လာအိတ်တဲ့ခါလေးရှိပါတယ်သူခရီးသွားပြီးတော့ပြန်လာတဲ့ချိန်တိုင်းသူ့အကိုတွေသူ့အမတွေဒီအိမ်အောက်ထိလိုက်ပို့ပါတယ်သူမိပါတွေလည်းညီမတို့တူတူနေတဲ့အိမ်ကိုတိပါတယ်ဒီမှာညီမတို့နှစ်ယောက်တူတူနေရဲဆိုတာကိုသူမိသားစုတွေတိပါတယ်ရှင်ပြီးတော့နှစ်ဖက်မိပါတွေ တဘောမတူလို့ညီမဖက်ကလည်းသူနဲ့တဘောမတူပါဘူးအဲ့အတွက်ကြောင့်မလို့ညီမတို့အတူတူနေပြီးတော့မှစူးစမ်းကြမယ်ပေါ့နော်စူးစမ်းပြီးလက်ထပ်ပါမယ်ဆိုပြီးဂရုပေးခဲ့လို့ညီမသူနဲ့အတူတူနေတာပါပြီးတော့ညီမတို့ pre-wedding နေရိုက်ထားတဲ့ပုံတွေလည်းညီမ Facebook အကောင့်မှာလည်းတင်ထားတာအားလုံးလည်းတွေ့မှာပါနော်ပြီးတော့သူရေးထားတယ်음ကျွန်တော်မိဘအိမ်နဲ့အရွက်တိုက်ပြီးတော့တဲ့စိတ်ဆိုးပြီးအိမ်ပေါ်ဆင်းခဲ့တဲ့အချိန်မှာတဲ့ကျွန်တော်သွားစရာမရှိရတဲ့အတွက်သူကြီးကြီးဖြူဖြူနဲ့ကျွန်တော်ကိုကူညီပြီးရတဲ့သူ့တငယ်ချင်းအိမ်မှာ သူနဲ့အတူတူ၃လရက်နေခဲ့ပါတယ်တဲ့ sorry ဟုတ်ပါတယ်ဘာလို့လဲဆိုတော့ညီမကလွဲပြီးတော့မှသူ့ကိုကူညီမဲ့လူမရှိတဲ့အတွက်ကြောင့်မို့လို့ညီမကူညီခဲ့တာပါညီမကသူ့ချစ်သူဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ကိုကူညီခဲ့တာပါအဲ့ဒီအတွက်ကျွန်တော်တကယ်ကျေးဇူးတင်ပါတယ်တဲ့ဒါပေမဲ့ကျွန်တော်အားနာလို့တယောက်တည်းကိုပါတာအင်ငါပြီးတော့နေမယ်လို့သူ့ကိုပြောခဲ့ပါတယ်တဲ့အဲ့ဒီအချိန်ကျွန်တော်လက်ထဲမှာငွေတကယ်မရှိပါဘူးကျွန်တော်ရစရာ ပတ်စံတွေကအချိန်နှလားလောက်ကြာအောင်မှဖြစ်တဲ့အတွက်ကျွန်တော်ဘာသာတနည်းနည်းနဲ့ကြိုးစားပြီးအဆင်ပြေအောင်နေဖို့ဆုံးဖြတ်ထားပေမဲ့သူကအင်ကားဖို့အတွက်ကိုအားလုံးသူစီစဉ်ပေးမယ်လို့ပြောခဲ့ပါတယ်တဲ့စီစဉ်ပေးမယ်လို့ပြောရတာဒီသူယောက်ျားတစ်ယောက်ဖြစ်ပြီးတော့သူ့မှာပတ်စံလည်းမရှိဘူးကျမချစ်သူလည်းဖြစ်တယ်အခက်အခဲရောက်နေတဲ့အတွက်ကြောင့်မလို့ညီမကဥဆောင်ပြီးတော့မှကူညီပေးခဲ့တာပါဒီငွေကိုလည်းသူတနည်းနည်းနဲ့ရအောင်ကြိုးစားပြီးတော့ဒီနှစ်လအတွင်းမှာပြန်ဆက်မယ်လို့သူပြောတယ်ဒါပေမဲ့အခုချိန်ထိအဲ့ပတ်စံကိုမဆက်သေးပါဘူးเนาะ ပြီးတော့ဒီတနည်းနည်းနဲ့ကြိုးစားမယ်ဆိုလို့ရှိရင်ဘာကြောင့်ခုထိမကြိုးစားဘဲနဲ့အိမ်မှာထိုင်ပြီးတော့ညီမလှုပ်ရှားကိုထိုင်စားနေရလဲနော်ညီမမေးတာပါကျွန်တော်ကိုယ်တိုင်လည်းတကယ်အခက်အခဲဖြစ်နေတဲ့အတွက်သူစီစဉ်ပေးတာကိုလက်ခံပြီးတော့ပတ်စံရတာနဲ့ပြန်ပေးမယ်လို့အတန်တန်သူ့ကိုပြောခဲ့ပါတယ်တဲ့အတန်တန်သူပတ်စံရတာနဲ့ပြန်ပေးမယ်လို့ပြောတယ်ဒါပေမဲ့နှစ်လလို့ပြောတယ်နှစ်လအတွင်းမှာသူပတ်စံရမယ်ပြန်ပေးမယ်လို့ပြောတယ်ဒါပေမဲ့အခုချိန်ထိသူမပေးသေးပါဘူးနော် ကျွန်တော်တို့အဲ့အချိန်တည်းကငှားထားတဲ့အိမ်မှာတူတူနေပြီးတော့မှကျွန်တော်ပတ်စံရတိုင်းကျွန်တော်မှ KB မရှိရဲ့အတွက်သူ့အကောင့်ထဲပဲသိန်း20ရရ30ရရအမြဲထည့်ပေးခဲ့ပါတယ်တဲ့ဒါအမှန်တရားပါတဲ့ခုနအချိန်မလောက်တဲ့အတွက်အခုနောက်ထပ်ကြံတဲ့ဟာလေးတွေဖတ်ပြပါမယ်နော်အဲကျွန်တော်တို့အဲ့ဒီအချိန်တည်းကငှားထားတဲ့အိမ်မှာတူတူနေပြီး ကျွန်တော်ပတ်စံရတိုင်းမှာတဲ့ကျွန်တော်ကြည့်ပြီးမရှိတဲ့အတွက်ကြောင့်မလို့သူ့အကောင့်ထဲပဲသိန်း20ရရ30ရရအမြဲထည့်ပေးခဲ့တယ်တဲ့ဒါအမှန်တရားပါတဲ့ဆိုတော့အဲ့ဒါဒီလဲမှားပါတယ်မှားတယ်ဆိုတာအဲတော့ကတော့သူ့ကြည့်ပြီးကလော့ကြရလားဘာလားမသိပါဘူးရှင်အဲ့အချိန်မှာ तू ကသူ့အကူရဲ့အမျိုးသမီးစီကနေပြီးတော့သူ့သူ့အကူကပတ်စံ30သိန်းလွှဲခိုင်းပါတယ်ကေဘီရဲကို7သိန်းဝင်လာပါတယ်ညီမကေဘီရဲကို7သိန်းလွှဲပါတယ်အဲ့7သိန်းဒီလဲ သူနဲ့ညီမနဲ့စီတီမတ်မှာဒီအိမ်အတွက်လိုအပ်တဲ့တပြက်စီထမင်းပေါင်းဥပါညာပေါ့နော်ဟင်းချက်ဖို့အဲပကံနေပါလေလိုတဲ့ဟာတွေအဲပတ်စံ၁၀သိန်းကိုလည်းတုံးလိုက်ပါတယ်။နောက်ထပ်ထပ်ပြီးတော့မှ၁၀သိန်းနဲ့နောက်ထပ်၃သိန်းကျော်လွှဲတဲ့ဟာကတော့အဲ့ဒါကတော့သူ့ဘာသူ KB ဆိုင်မှာပဲထုတ်ပြီးတော့မှသူ့ကိုရေးကိုရာအတွက်တုံးတာပါသူ့ပတ်စံကိုညီမမတုံးခဲ့ပါဘူး။ဘာလို့လဲဆိုတော့ညီမတီလည်းကိုယ့်အကူအလုံးလုံးနေရဲ့လူတယောက်မလို့ညီမမှာဝင်ဝင်ရှိပါတယ်ရှင်။အဲ့ဒါလေးကိုလည်းနောက်ကြနောက်ပိုင်းနေကြညီမပြန်ပြီးတော့မှအကုန်လုံးရှင်းပြပေးပါမယ်။ သူလည်းသိပါတယ်အဲ့ပတ်စံတွေကိုကျွန်တော်တို့နှစ်ယောက်အတူတူစားတောက်ခဲ့ကြတယ်တဲ့သူရရင်သူပေးတယ်ကျွန်တော်ရရင်ကျွန်တော်ပေးတယ်တဲ့ကျွန်တော်တို့နှစ်ယောက်နှစ်ယောက်ထဲတဲ့ဘယ်သူမှပို့ပြီးတော့မသိနိုင်တဲ့အကြောင်းအရာတွေကိုတဲ့ကျွန်တော်ထပ်ပြီးတော့มาတဲ့မရှင်းပြချင်ပါဘူးတဲ့မရှင်းပြချင်ဘူးဆိုတဲ့အချိန်ကျတော့သူပေးခဲ့တဲ့ပတ်စံတွေကိုညီမကမတုံးခဲ့ဘူးရှင် ခုနညီမရှင်းပြထားသလိုပဲ KB ထဲမှာလွှဲခဲ့တယ်ဆိုတော့ဒီဒီဒီပတ်စံ amount ပေါ့နော်7သိန်း7သိန်းနှစ်ခါ3သိန်းကျော်တစ်ခါဒါပဲလွှဲခဲ့ဘူးရညီမနဲ့သူနဲ့တောက်လျှောက်အတူတူနေတဲ့တောက်လျှောက်မှာဒါဒီလဲအိမ်အတွက်လိုအပ်တဲ့ဟာတွေဝယ်တယ်ညီမကိုကြီးကိုတော့တုံးခဲ့တာမရှိဘူးအဲ့ဝယ်တယ်ဆိုတာလဲ7သိန်းဟာ7သိန်းပဲတုံးခဲ့တယ်ပေါ့နော်အဲ့တော့သူ့မှာထက်ရှင်းရှင်းမပြချင်ပါဘူးဆိုတော့သူ့မှာရှင်းပြဖို့အတွက်သူ့မှာစကလုံးမရှိဘူးလေဘာလို့လဲဆိုတော့သူတောက်ဖို့စက်လိုက်ဖို့ပေါ့နော် နောက်ဆုံးစေချတောက်ဖို့အစားဒီညီမပတ်စံတယ်ပဲရှင်းခဲ့ရတာ哦အလောက်ထိညီမဘက်ကနေပြီးတော့သူ့ကိုကြည့်ပြီးခဲ့ရအောင်အခုကိစ္စတွေမဖြစ်ခင်အရှိမလဲတဲ့ကျွန်တော်တို့နှစ်ယောက်အတူတူနေထိုင်ခဲ့ကြပေမဲ့စိတ်တဘောထားချင်းမတိုက်ဆိုင်နေမတိုက်ဆိုင်တာတွေအများပြီးတော့တဲ့ရန်တွေခဏခဏဖြစ်ခဲ့ရတဲ့အဲ့အချိန်ကာလတွေကနှစ်ဦးနှစ်ဖက်ဘလို့မှရှေ့ဆက်လို့မဖြစ်နိုင်လို့လမ်းခွဲဖို့အတွက်အချိန်ချင်းကာကညှိနှိုင်းခဲ့ပါသေးတယ်တဲ့ဆိုတော့ချင်းချင်းကာကညှိနှိုင်းခဲ့တာဒီသူဖောက်ပြန်နေတာသူလုံနေတာ ဲ့ဒီအတွက်ကြောင့်မို့လို့ညီမဖက်ကနာနာချင်းချင်းနဲ့ခွင့်ပေးခဲ့တာရှိတယ်ညီမတို့နှစ်ယောက်သူအဲ့လိုမျိုးကြီးလုပ်နေရတယ်တိတော့တကြောင်သဘောထားချင်းမတိုက်ဆိုင်အောင်ရန်ဖြစ်ခဲ့ကြတာရှိတယ်ဒါပေမဲ့သူ့ကိုအိမ်ပြန်ခိုင်းရင်ဘယ်တော့မှမပြောင်းဘူးညီမစီမှာပဲနေမယ်ဆိုပြီးတော့မှဆက်လက်ပြီးတော့မှနေတယ်ညီမခွင့်လွှတ်ပေးခဲ့ပါတယ်အသက်အန္တရာယ်သူသူလက်မခံခဲ့ပါဘူးတဲ့သူအသက်အသက်အန္တရာယ်ကိုထိခိုက်ဖို့အထီးသူသူ့ကိုသူချင်းချောက်ခဲ့တယ်တဲ့အဲ့လိုမျိုးချင်းချောက်အောင်ညီမယူနေရလည်းမဟုတ်ပါဘူးရှင် ညီမခလေးလည်းမဟုတ်ပါဘူးရှင်ညီမဒီအသက်အရွယ်အသက်ပြည့်ပြီသားအမျိုးသမီးတစ်ယောက်ဖြစ်ပါရဲ့ရှင်အဲ့တော့ညီမခလေးသူလက်မခံခဲ့ပါဘူးတဲ့အသက်အန္တရာယ်ကို ထိခိုက်ဖို့သူချင်းချောက်ခဲ့ပါတယ်ပေါ့နော်ပြီးတော့ဒါကြောင့်လည်းကျွန်တော်အစဉ်ပြေအောင်ပြန်တွဲရတဲ့အခုကိစ္စမှာတဲ့ကျွန်တော်မှားခဲ့တာကိုကျွန်တော်ဝန်ခံပါတယ်တဲ့အဲ့အတွက်လည်းတဲ့သူသူအပောင်ဝင်တဲ့ကျွန်တော်ကြောင့်စိတ်အနှောက်အယှက်ဖြစ်ခဲ့တဲ့သူတွေအားလုံးကိုတောင်းပန်ပါတယ်တဲ့ တောင်းပန်ရမှာဒီညမောက်ကျင်နေအောင်တောင်းပန်ရမှာချမုတ်ပြင်းနေတောင်းပန်ရမှာငါ့ကိုတောင်းပန်ရမှာโอเคနင်ကငါ့အပေါ်မှာပြစ်လောက်ထားတာငါ့အပေါ်မှာမိန်းမတကာနေနေဖောက်ပြန်ထားတာအဲ့အတွက်ကြောင့်မို့နင်ကငါ့ကိုလာတောင်းပန်ရမှာဟုတ်ပြီနော်ဒါပေမဲ့ကျွန်တော်ဘသူစီကမှပိုင်းလုံးလောက်ခဲ့တာမရှိပါဘူးတဲ့သူ့အပေါ်မှာလည်းမလောက်ခဲ့ပါဘူးအဲ့ဒါကိုလည်း तू တိပါတယ်တဲ့ तू တိလားမတိဘူးလားဆိုအခုငါချပြနေရဲ့အကုန်လုံးနင်နားထောင်လေနင်ကြားရမလားငါတင်ထားတာလေ ။ငါတင်ထားတဲ့ဗီဒီယိုတွေအကုန်လုံးငါပြောနေရတဲ့ဒီအကုန်လုံးအမှန်တရားတွေကြီးပါပဲနော်။ကျွန်တော်တို့နှစ်ယောက်လူငယ်တဘာဝအရာချစ်သူဖြစ်ကြရတွဲကြရတရှိအတူမရှိအတူနေခဲ့ကြရတယ်ကျွန်တော်ကျွန်တော်သူစေတနာကိုလည်းမစော်ကားပါဘူးတဲ့။ကျွန်တော်ကြောင့်စိတ်အနှောက်အယှက်ဖြစ်ခဲ့ရတဲ့တဦးတယောက်ချင်းစီကိုလည်းအနူးညွတ်တောင်းပန်ပါတယ်တဲ့ဆိုတော့ဟုတ်ပြီတောင်းပန်တာဒီတဦးရတယောက်ချင်းဟုတ်ပြီနင်းเจ้าမအကုန်လုံးစိတ်အနှောက်အယှက်သွားဖြစ်သွားတယ်နင်းတောင်းပန်ရမယ်မှန်တယ်နော် ဒါပေမဲ့ငါကျင်နဲ့အောင်နေတောင်းမှန်ရမှာဘာလို့လဲဆိုတော့ငါအခုရှင်းပြထားသလိုပဲနင်ဒီငါအိမ်ပေါ်မှာနေရငါရှာတာကိုစားတယ်ဆိုပြီးတော့မှငါငါပြောထားရသည်အလုံးဒီအမှန်တရားပဲ okay ပြီးတော့နေကအတူတူအိမ်မှာနေကြတာတဲ့သူတယောက်တည်းနေရမဟုတ်ဘူးနင်တယောက်တဝက်ပေးမယ်ပေါ့အဲ့လိုမျိုးပြောတယ် okay ဟုတ်ပြီနေကငါ KB ထဲမှာနင်လွဲထားတိတ်20 30ပေါ့နင်ပြောတယ်အခု နင်းတက်တင်နဲ့ပြဆိုလို့နင်းအမ7သိန်း7သိန်းကငါလည်းရှင်းပြထားရယ်နော်နင်းရဲ့ဒါမကြီးပေါ့နင်းအကိုရဲ့မိန်းမအကိုရဲ့ဇနီးရနေပြီးတော့မှလွှဲထားတဲ့ဟာတွေကိုအဲ့ KB ကြီးပေါ့သိန်း20ပဲထားပါတော့ဒါပေမဲ့နင်းငါနဲ့တူတူရှိတဲ့ချိန်မှာငါစိတ်ငက်စိတ်လက်စွတ်တကွင်းရွှေအခောက်ရွှေတစ်ချက်တာနော် ဒါဆွဲသီး3380ကျော်တန်ဆွဲသီးကြပြောက်သွားတာထားလိုက်ပါတော့လက်စွပ်ကအလုံးပေါင်း3ခွင်းငကတ်တရံလော့ကတ်တစ်ခုအရတံပိုးစိန်နဲ့လောက်ထားတဲ့ဟာကြီးနော်အကုန်လုံးကနောက်ဆုံးစိန်နဲ့လောက်ထားတဲ့ဟာကြီးဈေးဘယ်လောက်ရှိလဲဆိုတာငါမချပြချင်တော့ဘူးโอเคတယောက်တစ်ဝက်ဆိုလို့ရှိရင်ငါအဲ့ဒါကြီးကုန်သွားတာရှိတယ်ပြီးရင်အမ်ပြီးတော့သူနှစ်ဆန်းတရက်နေ့နှစ်ဆန်းတရက်နေ့က ဂတိပေးခဲ့ရယ်နော်ညီမကသူနဲ့အတူတူဒီနေထိုင်ခဲ့တဲ့ဇယိစကားတွေပေါ့နော်ဒါတွေအကုန်လုံးကိုဒါတွေအကုန်လုံးကိုညီမပြန်တောင်းတဲ့အချိန်မှာ तू ကမပေးနိုင်ဘူးပေါ့ तू မှာပတ်သက်မရှိဘူး तू လို့ပြောရယ်အဲ့တော့ကြောင့်မလို့ okay အားဆိုလို့ရှိရင်အိမ်လားက84တိန်းနဲ့မီတာခပဲညီမပြန်တောင်းခဲ့တယ်အဲ့မှာ तू ကဘာပြောဒီအိမ်ကအတူတူနေခဲ့တာတဲ့အတူတူနေခဲ့တာတယောက်တဝက် तू ပေးမယ်လို့ပြောရယ် တယောက်တဝက်ပြီးကြီးဆိုလို့ရှိရင်ဒီအိမ်ပေါ်မှာသူစားခဲ့တောက်ခဲ့တာတွေအကုန်လုံးညီမရဲ့လက်ဝတ်လက်စားတွေအကုန်လုံးတင်းရာချီကုန်သွားတဲ့ဟာတွေကိုတယောက်တဝက်ခံမလားရှင်မုံပြေနော်ညီအဲ့လိုပြောရဲဒီအိမ်ဒီတယောက်တဝက်ငှားနေခဲ့တာလို့တယောက်တဝက်နော်ပေးမယ်အတူတူနေမယ်ဆိုတော့နေလက်ထပ်ပါမယ်လို့ပြောပြီးတော့မှငါတို့အတူတူနေခဲ့တာနေယောက်ျားဆိုလို့ရှိရင်နေတာဝန်ယူရမှာလေ ဘာလို့တယောက်တစ်ဝက်ကိုနေရလာပြောနေရလဲနေနှစ်ဆန်းတရက်နေရငါ့ကိုသိန်း90ပေးပါမယ်လို့နေလာပြောလာပြီးတော့မှဂတိပေးသွားရင်နော်ဘေးမှာနင်းတငယ်ချင်းအအောင်တက်တည်ရှိရယ်ငါညီမရှိရယ်ငါအကူရှိရယ်ဟုတ်တယ်နော်ညီကိုတိုင်းမြတ်တကုံကငါ့ကိုလာပြီးတော့မှဂတိပေးထားတယ်။နေစံတရက်နေ့ကပြောထားတာအခုဆိုလို့ရှိရင်ရက်ပြည့်သွားပြီ။အခုထိငါ့ကိုမဆက်တွယ်လာပဲနဲ့ Facebook မှာနေ post တင်တယ်ဒီလိုမျိုးပြောတယ် ဟုတ်ပြီနင်းအလုတ်ကရတဲ့ပတ်စံသိန်း20 30ပေါ့နော်နင်းရတယ်ပေါ့နင်းအလုတ်တစ်ခါလုံးလို့ရှင်ပေါ့နင်းငါးစီမှာရောက်ရှောက်နေရဲ့အတော်အတွင်ငါနဲ့တူတူရှိရဲ့တော်တွင်မှာစော့ကိုလာကြောင်ညာတစ်ခုနင်းရိုက်ခဲ့တယ်โอเคဘီယာတစ်ခုရိုက်ခဲ့တယ်နောက်ထပ်တခြားကြောင်ညာတစ်ခုနင်းရိုက်ခဲ့တယ်ကြောင်ညာ3ခုပဲရိုက်ခဲ့တယ်အဲ့၃ခုဒီနင်ပတ်စံဘလောက်ရခဲ့လဲဆိုတာလေငါမသိတလို့နင်ပတ်စံကိုလည်းငါတပြားတစ်ချက်မှမသုံးခဲ့ဘူး နင်းနဲ့ငါနဲ့အတူတူရှိနေတဲ့အချိန်မှာမီတာခပေးဖို့အတွက်ကိုသသိန်းငင်ကောက်ပေးဖူးတယ်နော်ပြီးတော့ငါတုံးစရာမရှိဘူးလို့ပြောတဲ့အချိန်မှာနင်းတငယ်ချင်းအောင်းအောင်ကိုယ်တိုင်နင်းပဆက်ရဲ့ထဲကယူပြီးတော့မှသသိန်းငါကောက်လာပေးဖူးတယ်ဒီတောက်လျှောက်တွဲခဲ့တဲ့စီမှာငါနင်းစီကပဆက်နှစ်သိန်းပဲတုံးဖူးတယ်โอเคဆိုတော့နင်းတခြားဗာမြန်ကောက်ပြောစရာရှိသေးလဲပြီးတော့ ငါဒီလဲနင့်စီကလဝါဖြန့်ပြီးတော့မှသုံးနေလောက်ရလောက်အောင်ဒီငါဒီငါအလုံးနဲ့ငါရှိတယ်ဆိုတော့မင်းနဲ့ငါနဲ့စားကြိုက်တဲ့အချိန်မှာငါ overseas ကနေပြန်လာတယ်ငါ overseas မှာနေတယ်ဒီကိုရောက်တဲ့အချိန်မှာငါအကိုရဲ့ resource မှာငါအလုံးလုံးတယ်နော် resource မှာအလုံးလုံးတဲ့အတွက်ကြောင့်မလို့အပြန်နေနောက်ကျတဲ့အတွက်ကြောင့်တခါလေပြန်နောက်ကျတယ်ဆိုတော့ငါတပတ်မှ နှစ်ရက်သုံးရက်ပဲဆိုင်ကိုသွားတယ်ဆိုင်ကနေပြန်နောက်ကျတဲ့အတွက်ကြောင့်နင်းအဆင်မပြေဘူးဆိုလို့ငါဆက်မသွားတော့ဘူးအဲ့မှာအလုပ်လုပ်တာဒီ9ရက်ဝင်ဝင်တလောက်သိန်း30ကျော်အထက်မှာပဲရှိတယ်အဲ့ဒါရောတယောက်တစ်ဝက်ရှင်းပေးမလားနင်းနင်းပစံငါတုံးခဲ့ရဆိုငါပစံအစတော့ငါမြမဖက်ကဒီပစံတွေကိုပြန်တောင်းဖို့လဲအစီအစဉ်မရှိဘူးဘာလို့လဲဆိုတော့ညီမတို့နှစ်ယောက်ဒီပစံစုကြမယ်လောက်တူတူလောက်ကြမယ် အမ်ပြီးလို့ရှိရင်လက်ထပ်ကြမယ်ပေါ့နော်ပြီးတော့အခုအတူတူနေရဆိုတာလေမြန်မာထုံးတန်းစင်လာ တရားဥပဒေအရပစိုးတန်းနေအကျင့်လင်မယားအရာမြောက်ပါတယ်ညီမနဲ့သူနဲ့တူတူနေရသည်အဲ့စရင်နဲ့နေတာပါရက်ကွက်ကလည်းတည်ပါတယ်ညီမတို့တူတူနေရဆိုတာကိုအကျင့်လင်မယားအဖြစ်နဲ့ဒီအိမ်မှာအတူတူနေတာပါနော်ပြီးတော့အော်တချို့တွေကိုချင်းမစာမနာပေါ့နော်ပြောကြတဲ့အမျိုးသမီးလေးတွေလည်းတွေ့တယ်အမျိုးသားတွေလည်းတွေ့တယ်အကူတွေအမတွေလည်းတွေ့ပါတယ်ဆိုတော့ အကိုတို့အမတို့မှာညီမလေးတွေအမတွေပေါ့နော်ညီမလိုမျိုးနိုင်ထက်စီနေလောက်ခံရပြီးဖောက်လွဲဖောက်ပြန်နိုင်ကျင့်ခံရတယ်ဆိုလို့ရှိရင်အကိုတို့အမတို့အငြင်းခံနေမလားရှင်ညီမအဲ့ဒါလေးလည်းသိချင်ပါတယ်သူများတစ်ဖက်သားရဲ့ကိစ္စအကြောင်းအရာအဝဝကိုမသိဘဲနဲ့ဗဇက်ကနင့်နင့်နာနာပြောဖို့မသင့်ဘူးလို့ထင်ပါတယ်ဆိုတော့ အကိုတို့အမတို့မကြည့်ချင်ညီမဗီဒီယိုကြော်သွားလို့ရတယ်မမြင်ချင်ဘလော့ထားလို့ရပါတယ်ညီမဒီလိုမျိုးထုတ်ပြတယ်ချပြတယ်ဆိုတာဒီညီမလိုမျိုး နောက်ထပ်မခံရအောင်လို့သူများအနိုင်ကျင့်နိုင်ညီမဒီမခံဘူးဆိုတာကိုသိစေချင်လို့ညီမဒီတင်တာပါဒီယောက်ျားဒီတယောက်တော့မဟုတ်တဲ့လူတွေနဲ့မိမများစွာကိုဖောက်ပြန်ထားတဲ့ယောက်ျားဖြစ်တဲ့အတွက်ကြောင့်မို့လို့ညီမဒီဗီဒီယိုတင်တာညီမခံစားနေရတဲ့ဟာကိုထုတ်ဖော်ပြောပြတာ ဘယ်မင်းမမှာကို့အတိုင်းဝိုင်းကို့မိသားစုအဆက်ကွဲခံပြီးတော့မှဒီလိုမျိုးမတင်ဘူးညီမဒီလိုမျိုးတင်နေဆိုတာညီမရှင်ထဲမှာလည်းညီမနာကြီးချက်နဲ့ညီမလေးအကိုတို့အမတို့ရဲ့ဇနီးမယားတွေတီတကြောက်တော့မကတော့တခြားတော့ဒစိမ့်တယောက်နဲ့ဒစိမ့်တယောက်တော့မကတဲ့လူတွေနဲ့သွားအိတ်နေရယ်ဆိုရင်ဖောက်ပြန်နေရယ်ဆိုလို့ရှိရင်အကိုတို့အမတို့ကပြုံးပြုံးလေးနေပြီးတော့မှလက်ခံမလားရှင်ညီမသိချင်တာပါလက်ခံမလားပြီးတော့အတိုင်းဝိုင်းကြီးလို့ ပေါ့နော်ဟိုဘာလဲမင်းသားညီမို့လို့ချူရဲစားရဲပြောရအောင်အဲ့လိုမျိုးပြောရတယ်လေတွေ့ပါတယ်အဲ့လိုကြီးပြောရအောင်သူတီညီမအိမ်ပေါ်စတက်လာတဲ့ကပတ်စံတပြားတစ်ချက်မှမပါတဲ့အကောင်ကိုညီမအိမ်ပေါ်ခေါ်တင်ထားတယ်သူနဲ့အတူတူရုံးကန်ဘူးထိလက်ထပ်ပါမယ်ဆိုပြီးတော့မှနှစ်ယောက်တူတူကြိုးစားပါမယ်ဆိုပြီးတော့ဒီလိုမျိုးမိုက်မိုက်မဲမဲနဲ့လက်ကိုတွဲခဲ့တာခုအချိန်နေအထိသူစီမှာတပြားတစ်ချက်မှချူမစားရသေးဘူးရှင့် ်စားဖို့လည်းအစီအစဉ်မရှိဘူးစားရအောင်လည်းသူ့မှာအလောက်တိအရေးချင်းမရှိဘူးအဲ့လိုအရေးချင်းမရှိရဲ့ယောက်ျားကိုအချစ်ဆိုတဲ့အရာလေးတစ်ခုတည်းနဲ့ညီမကမမိုက်မမဲလက်ကိုဆွဲပြီးတော့မှရှောက်လန်းခဲ့တာရှင်အဲ့ဒါကိုလည်းမိဘပြည်သူတွေအကုန်လုံးကိုလည်းသိစေချင်ပါရဲ့ရှင်အကိုတို့အမတို့ရဲ့ညီမလေးတွေအမလေးတွေပေါ့နော်ဒီလိုမျိုးနိုင်ထက်စင်းစော်ကားခံခဲ့ရလို့ရှင်အကိုတို့အမတို့တွေလည်းပြုံးပြုံး